ဖြစ်ဖြစ်ကျမ်းမာရေးအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရနော်ဒီအစီအစဉ်လေးမှာတော့ကျမ်းမာရေးဗဟုသုတတွေကိုအချိန်တိုအတွင်းမှာနားလည်သွားအောင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအပိုင်းလေးမှာပြပြပေးသွားမယ်အကြောင်းအရာလေးကတော့ပခုံးခဲတယ်ဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဒီတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော်အရင်ဥဆုံးပခုံးခဲရဲဆိုတာဘာလဲဆိုတော့ပြပြပေးခြင်းပါတယ် ပခုံးခဲတယ်လို့ကြားလိုက်လို့ရှိရင်အရင်ဦးဆုံးပေါ့နော်အေးလွန်းလို့များပခုံးကခဲသွားတာလားလို့တိကျလိမ့်မယ်လို့ထင်ပါတယ်တကယ်တော့ပခုံးခဲတယ်ဆိုတာကအပူချိန်နဲ့လုံးဝမဆိုင်ပါဘူးနော်ပခုံးရဲ့အဆစ်ကြားတဲ့ကကပ်ဆူးလေးရောင်းတဲ့အတွက်ကြောင့်မို့လို့ပခုံးကလှုပ်ရှားလို့များတော့တာကိုပခုံးခဲတယ်လို့ပြောတာဖြစ်ပါတယ်သိမ့်မစိုးဆိုလို့ရှိရင်တော့အလှူရှောင်းမှုကိုနည်းနည်းပဲထိခိုက်နိုင်ပြီးတော့အရန်ဆိုးမယ်ဆိုလို့ရှိရင်တော့ပခုံးကလုံးဝနှုတ်လို့မရတော့တာတော့ဖြစ်သွားနိုင်ပါတယ်။ပခုံးခဲတယ်ဆိုတာကို frozen shoulder လို့ခေါ်တယ်လို့ adhesive capsulitis လို့လည်းခေါ်ပါတယ်။ ။ဘာကြောင့်မဖုံးခွင့်ရတာလဲဆိုတဲ့အဓိကအကြောင်းရင်းတွေကိုတော့ဘယ်သူမှအတိအကျမသိကြသေးပါဘူး။ဒါပေမဲ့ဖြစ်နိုင်တဲ့ theory တော့ရှိပါတယ်။အရင်ဆုံးပခုံးရဲ့အဆိတ်ကြားမှာရောင်ရမ်းမှုတွေဖြစ်လာပြီးတော့အဆိတ်ကြားထဲမှာတွေ့ကပ်မှုတွေဖြစ်လာမယ်။ဆယ်ရက်လောက်ကြာသွားတဲ့အခါမှာဆိုလို့ရှိရင်တော့ပင့်ဦးမြင်လိုမျိုးအမြင်တန်းတွေကအဆိတ်ကြားတစ်ခုလုံးနေရာယူသွားမယ်။အဲ့ဒီအခါမှာဆိုလို့ရှိရင်အဆိတ်ရဲ့လှုပ်ရှားမှုတွေကတဖြည်းဖြည်းနဲ့ညော့နေလာပြီးတော့နောက်ဆုံးမှာအဆိတ်ကလှုပ်ရှားလို့မရအောင်ဖြစ်သွားပါမယ်။ဒီလိုယူဆချက်တွေတော့ရှိပါတယ်။ပခုံးခဲတဲ့ဝေဒနာကပေါ့နော်။ပခုံးကိုအလွန်ကျွံခိုင်းတာ ပခုံးမှာတိကျတဲ့ရန်ရတာမျိုးမဖြစ်ဘဲနဲ့လေရုတ်တရက်ဖြစ်နိုင်တယ်လို့ပခုံးမှာတိကျတဲ့ရန်ရပြီးတဲ့ခါမျိုးမှာဆိုလို့ရှိရင်လည်းဖြစ်တတ်ပါတယ်လေဖြတ်သွားတဲ့လူနာတွေမှာဆိုလို့ရှိရင်တော့လေဖြတ်တဲ့ဘက်ကပေါ့နော်တုံးလို့များရတဲ့အကြောင်းမို့လို့အချိန်ကြာလာလို့ရှိရင်တော့ဖုံးခဲတာမျိုးတွေဖြစ်တတ်ပါတယ်ရှင် အခုဆက်ပြီးတော့ပခုံးခဲတာကဘယ်သူတွေမှပို့ပြီးတော့ဖြစ်နိုင်ခြင်းများလဲဆိုတာကိုပြပြခြင်းပါတယ်။ဘယ်တိုက်ရမဆိုးပခုံးခဲနိုင်နေဆိုပေမဲ့တက်လက်ပိုင်းအမျိုးသမီးတွေအသက်ငယ်ငယ်အားကစားသမားတွေနဲ့စီချိုယောဂတဲ့ဒီမှာဆိုလို့ရှိရင်လည်းပခုံးခဲတာကပို့ပြီးတော့အဖြစ်များပါတယ်နော်။ပခုံးခဲတဲ့ခါမှာပြတ်တက်တဲ့အဓိကလက္ခဏာတွေအနေနဲ့ကကြတော့ဖြစ်တဲ့ပခုံးဘက်မှာနာကျင်ပြီးတော့တောက်လင်းနေတာဖြစ်ပါတယ်။ အစပိုင်းမှာတော့တိတ်ပြီးတော့မတိတာပဲမြဲတဖြည်းဖြည်းနဲ့ပိုဆိုးလာတတ်ပါတယ်။ပခုံးခဲရဲ့ဝေဒနာကိုတော့အဆင့်လေးဆင့်ခွဲခြားနိုင်ပါတယ်။ပထမအဆင့်မှာတော့ညာပိုင်းလောက်မှာပဲနာတက်ပြီးတော့အဆစ်ကိုကောင်းကောင်းလှုပ်ရှားလို့ရနိုင်ပါသေးတယ်။ဒုတိယအဆင့်မှာကတော့နာရာကတဖြည်းဖြည်းနဲ့ပိုဆိုးလာပြီးတော့ နားနေတဲ့အစီအမအောင်နာကျင်နေတတ်ပါတယ်ပြီးတော့အဆင့်လှုပ်ရှားမှုတွေကလည်းတဖြည်းဖြည်းနဲ့ဆုံးရှုံးလာပါပြီတတိယအဆင့်ကတော့အဆိုးဆုံးအဆင့်ပါပဲနေရောညပါနာကျင်မှုကစတိုက်ဖြစ်လာတယ်နည်းနည်းလေးလှုပ်ရတာနဲ့တအားနာလာလို့ပခုံးကလုံးဝလှုပ်ရှားလို့မရတာဖြစ်သွားပါပြီစရုံရအဆင့်မှန်ကကြတော့နာကျင်မှုကတဖြည်းဖြည်းနဲ့ရောနေလာပြီးတော့အဆင့်လှုပ်ရှားမှုတွေကိုလည်းတဖြည်းဖြည်းနဲ့ပြင်ရလာပါပြီတတိယအဆင့်ကနေပြီးတော့စရုံရအဆင့်ကိုပြောင်းမှုတက်ဆိုလို့ရှိရင်တော့နှစ်နှစ်ကနေပြီးတော့၃နှစ်ထိကြာတတ်ပါတယ်ချို့ဆိုလို့ရှိရင်ပေါ့နော်လုံးဝအလေးပြတ်မကောင်းတော့ဘဲနဲ့ င်ပခုံးရဲ့အစ်စ်ကိုပေါ့နော်နည်းနည်းလေးပဲရှို့လို့ရတာမျိုးတော့ရှိတတ်ပါတယ်ရှင်ဒါဆိုလို့ရှင်ပခုံးခဲတာကိုဘလို့ကုသလို့ရတယ်လဲဆိုတော့ပြပြပေးခြင်းပါတယ်ရှင်ပခုံးခဲတာကိုအထူးဆောင်ရိုက်ကြည့်အောင်လည်းသိနိုင်ပါရဲ့နော်ပခုံးခဲတာကတေချာသွားပြီဆိုလို့ရှင်နော်အရိုးကျောအထုခုဆရာဝန်နဲ့တေချာပြတ်တာပြီးတော့အစစ်တွေကိုစီရိုက်စီထိုးတာစီရိုက်တောက်စီကိုပဲဆွဲပြီးတော့တောက်တာ စားရည်ကိုအသုံးပြုပြီးတော့ဗောနော်ပခုံးစိလှုပ်ရှားမှုကောင်လို့အစ်စ်ချေတာခွဲစိတ်ပြီးတော့ပခုံးခဲစေတဲ့အမြင်တွေကိုခွာထုတ်တာမျိုးကြီးလုပ်နိုင်ပါတယ်နော်ပခုံးခဲတဲ့အစ်စ်ကအစ်စ်လေးကိုရောက်သွားပြီးသလို့ရှိရင်နော် ဖီဇီယိုသရဖီနဲ့တရားပြတာပြီးတော့လိုအပ်တဲ့လေ့ကျင့်ခန်းတွေလုပ်မယ်ဆိုလို့ရှိရင်တော့ပခုံးခဲတဲ့ဝေဒနာကတတပြောင်းကင်းစေနိုင်ပါတယ်ရှင်။ဒီလောက်ဆိုလို့ရှိရင်ပခုံးခဲတဲ့ဝေဒနာအကြောင်းကိုတရားသိလောက်ပြီလို့ထင်ပါတယ်။ကျမတို့ AAN Channel ရဲ့လေရတဲ့ပြကျမရဲ့အစီအစဉ်ကနေပြီးတော့အခုလိုမျိုးကျမရဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတောက်လျှောက်တင်ဆက်ပေးသွားအောင်ပါမို့လို့ဆက်သက်ဆောင်မယ့်ကြည့်ရှုအားပေးကြပါအောင်နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးတွေမှာပြန်လည်တွေ့ကြတာပေါ့နော်